။ online social media ပေါ်ကသတင်း channel တွေရှိကသတင်းတွေကိုလွယ်လွယ်ယုံကြည်မိကြဘူးသလား။သတင်းမားတွေရဲ့ကြိုးဆွဲခြင်းကိုခံခဲ့ရဘူးသလား။သတင်းတပုတ်ရဲ့စစ်မှန်ခြင်းမစစ်မှန်ခြင်းကိုမိတ်ဆွေတို့အနေနဲ့စစ်ဆေးဘူးသလား။ ဟုတ်ကဲ့ပါဒီဗီဒီယိုထဲမှာတော့ကျွန်တော်ရဲ့မိတ်ဆွေတို့အတွက်သတင်းတစ်ပုဒ်မှန်မှန်မှန်ဘယ်လိုမျိုးစစ်ဆေးပြီးတော့နားထောင်ကြည့်ရှုတင်တယ်လဲသတင်းမားတွေရဲ့ဆိုဂျိုတွေကဘယ်လိုရှိတယ်လဲအဓိကအနေနဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာအခုလက်တလောသတင်းမားတွေပြန့်နှံ့နေတယ်အဲ့ဒီသတင်းမားတွေပေါ်မှာကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးစစ်ဆေးပြီးတော့ရွေးချယ်နားထောင်ကြမလဲဒီကြားအချက်လက်တွေကိုကျွန်တော်မိတ်ဆွေတို့အတွက်ဒီဗီဒီယိုလေးထဲမှာပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အများကြီးပြောမနေတော့ဘဲနဲ့ဗီဒီယိုလေးကိုအခုပဲစရအောင်ပါ ဟုတ်ကဲ့ပါအဓိကအနေနဲ့ကတော့ကျွန်တော်အနေနဲ့ဒီဗီဒီယိုရဲ့ခေါင်းစဉ်ကို မီဒီယာတွေကြိုးဆွဲမှုလို့မပေးဘဲနဲ့မီဒီယာလို့ပေးထားခြင်းကလည်းအကြောင်းရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံမှာအခုလက်ရှိမြင်တွေ့နေရတဲ့လောက်ကမီဒီယာတွေကများနေလို့ပါ။ပထမဆုံးချက်အနေနဲ့ကျွန်တော်တို့ clip it headline ဆိုတဲ့ခေါင်းစဉ်နဲ့စလိုက်ရအောင်ပါ။ คลิปเป headline ဟာဆိုလို့ရှိရင်တော့မိတ်ဆွေတို့မျက်စိတဲ့ထင်းနေအောင်ပြောရမယ်ဆိုလို့ရှိရင်အခုနောက်ပိုင်းမှာကျွန်တော်တို့တွေမြင်တွေ့လာရတဲ့တည်င်းကောင်းစဉ်အတုတွေနဲ့လူမှုတွေကိုဆွဲဆောင်လာတဲ့နေလန်းတွေလည်းဖြစ်ပါတယ်အဲ့တော့ဒီချက်မှာဘာတွေပါဝင်လဲဆိုတော့အခုလိုမျိုးမီဒီယာတွေအနေနဲ့တည်င်းကောင်းစဉ်အကြီးကြီးတွေပြီးတော့စစ်မှန်မှုရှိတဲ့ခေါင်းစဉ်တွေနဲ့လူမှုကိုအထိတ်တလန့်ဖြစ်စေမယ်မိတ်ဆွေတို့အနေနဲ့ဒီခေါင်းစဉ်တစ်ခုကိုဖတ်လိုက်တာနဲ့ အံ့ဩပြီးတော့ဝင်ကြည့်ကျင်သွားအောင်လို့သူတို့တွေနဲ့ဖန်ပြီးရေးသားထားတဲ့ခေါင်းစဉ်နဲ့သတင်းချက်လက်တွေပဲဖြစ်ပါတယ်။ဟုတ်ပြီကျွန်တော်အခုပြောသလိုမျိုးအရာတွေအခုလိုမျိုးဒီသတင်းတွေကိုတွေးပြီးဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့တည်ထားရမှာကဒီသတင်းခေါင်းစဉ်တွေကတကယ်အမှန်တကယ်ဖြစ်နေလားအခုလိုမျိုးသတင်းတင်ဆက်မှုကဘယ်အရာကိုရည်ရွယ်တယ်လဲဆိုတာကိုမိတ်ဆွေတို့စဉ်းစားရမှာလည်းဖြစ်ပါတယ် အချို့သတင်းတွေမှာလူကြီးများဖို့တသက်ဖြူးများဖို့အတွက်နဲ့သူတို့တွေနဲ့အတန်းရှင်းရှာပြီးတော့အခုလိုမျိုးခေါင်းစဉ်အကြီးကြီးတွေပေးပြီးတော့လူတွေအပေါ်မှာသတင်းမတွေဖြန့်ဖြူးနေတာလည်းရှိတယ်လို့တချို့သတင်းတွေဟာဆိုလို့ရှိရင်လည်းအမှန်တကယ်တင်ဆက်နေတာမျိုးတွေလည်းရှိပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီအချက်ကိုကြည့်ပြီးတော့တကယ်သတင်းအစ်စ်လားသတင်းမှန်လားဒါမှမဟုတ် fake news ဖြစ်နေမလားကိုခွဲခြမ်းစိတ်ဖြာရမှလည်းဖြစ်ပါတယ်အဲ့တော့ဒီအချက်နဲ့တက်ဆက်သေးမှာပဲတစ်ဖက်သက်သတင်းတွေဝါဒဖြန့်သတင်းတွေဆိုပြီးတော့လဲခွဲခြားနိုင်ပါတယ် ဲ့တော့ကျွန်တော်ရှိမှပြောခဲ့တဲ့သတင်းတွေကိုတွေ့ပြီးဆိုလို့ရှိရင်သတိပြုပြီးတော့မိတ်ဆွေတို့အနေနဲ့စပြီးတော့သိရမှာကသတင်းတစ်ပုဒ်ကိုစပြီးတော့ဖွင့်ကြည့်လိုက်မိပြီဆိုလို့ရှိရင်အခုသတင်းတင်ဆက်နေတာက တဖက်သက်သတင်းတင်ဆက်မှုလားတဖက်သက်သတင်းတင်ဆက်မှုလို့ခေါင်းစဉ်တက်ရခြင်းကတော့ရှင်းပါတယ်။အာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မင်းသမီးမင်းသားတွေရဲ့ဓာတ်ဆိုင်အကြောင်းတွေပြောနေတာလို့ဒါမှမဟုတ်မင်းသမီးတယောက်နဲ့မင်းသားတယောက်ရဲ့ relationship ကိစ္စတွေမှာကျွန်တော်မြန်မာနိုင်ငံမှာဖြစ်များတာဆိုလို့ရှိရင်တို့တွေရန်ဖြစ်နေကြတယ်တို့တွေအဆင်မပြေဖြစ်နေကြတဲ့အခြေအနေတခုမှာဒီသတင်းမီဒီယာအနေနဲ့မင်းသားဘက်ကိုလိုက်ပြီးတော့ပြောနေတာလားဒါမှမဟုတ်မင်းသမီးဘက်ကိုလိုက်ပြီးတော့ပြောနေတာလားအခုလိုမျိုးတစ်ဖက်သက်ပေါ့နော်တင်ဆက်နေခြင်း စတဲ့သတင်းမျိုးကိုခေါ်ခြင်းဖြစ်ပါတယ်အအဖွဲ့အစည်းတွေအနေနဲ့ဆိုလို့ရှိရင်လည်းအဖွဲ့အစည်းတစ်ခုခုပေါ်မှာသူကဗတ်လိုက်ပြီးတော့တင်ဆက်နေတဲ့သတင်းမျိုးတွေဆိုလို့ရှိရင်လည်းမိတ်ဆွေတို့အနေနဲ့သတိကြီးကြီးထားပြီးတော့ဒီသတင်းတင်ဆက်မှုတွေကိုနားထောင်ဖို့လိုပါတယ်တစ်ဆက်တည်းမှာပဲဒီသတင်းကတစ်ဖက်သက်တင်ဆက်နေတဲ့သတင်းမဟုတ်ဘူးဝါဒဖြန့်သတင်းမျိုးဖြစ်ကောင်းလဲဖြစ်နိုင်ပါလိမ့်မယ်ဝါဒပြန့်တဲ့တင်ဆိုတာကတော့ဗျာကျွန်တော်တို့မိတ်ဆွေတို့မျက်စိတွေထင်းလာအောင်ပြောပြရမယ်ဆိုလို့ရှိရင် ဖွဲ့စည်းကြီးကြီးတစ်ခုတွေအစိုးရပိုင်းသတင်းဌာနတွေအနေနဲ့သူတို့ရဲ့မကောင်းတဲ့ချက်တွေကိုထုတ်ဖော်မပြဘဲနဲ့ကောင်းတဲ့အချက်တွေကြီးကိုပဲလူရုရှိကိုချပြတဲ့သတင်းတင်ဆက်မှုပုံစံမျိုးတွေကိုခေါ်ဝေါ်ခြင်းပါအဲ့တော့အခုလိုမျိုးတစ်ဖက်သက်သတင်းလားဝါဒဖြန့်တဲ့သတင်းလားဆိုတာကိုလည်းမိတ်ဆွေတို့ကဒီချက်တွေကိုကြည့်ပြီးတော့ခွဲခြမ်းစိတ်ဖြာပြီးတော့သတင်းတွေကိုဖတ်ရှုနိုင်ပါတယ်အဲ့တော့မင်းကဒီလိုပြောနေလို့ငါတို့ကသတင်းကိုဘယ်လိုကြည့်ရမှာလဲ ိတ်ဆွေတို့အနေနဲ့သတင်းတပုတ်ကိုကြီးတော့မယ်ဆိုလို့ရှင်မီဒီယာတခုအနေနဲ့သတင်းတပုတ်ကိုတင်ဆက်ထားတာကိုမိတ်ဆွေတို့ဆက်ဆက်တွေ့ချင်းမှာယုံကြည်လိုက်ခြင်းမျိုးမလုံမိစေဘဲနဲ့တခြားသောသတင်းဌာနတွေကဒီသတင်းတပုတ်ကိုတင်ဆက်ထားလားငါခုကြည့်နေတဲ့သတင်းကဘယ် website တွေဘယ် media တွေမှာကိုကိုးကားပြီးတော့တင်ဆက်မှုတွေရှိနေသလားဆိုတာကိုအရင်ဆုံးကျွန်တော်တို့ကစမ်းစစ်ရှာဖွေပြီးတော့လေ့လာမှလည်းဖြစ်ပါတယ် ဒါမျိုးကတော့မိတ်ဆွေတို့ကဒီတဲ့င်းဒီ source ပေါ်မှာဘလောက်စိတ်ဝင်စားမှုရှိနေလဲနိုင်ငံရေးဆိုလဲနိုင်ငံရေးဒါမှမဟုတ်အမှုပညာရေးရတဲ့င်းတွေမိတ်ဆွေတို့ရဲ့စိတ်ဝင်စားမှုပေါ်မူတည်ပြီးတော့ငါကဒီတဲ့င်းတစ်ပုတ်ကိုကြီးလိုက်ုံနဲ့ဒီတဲ့င်းတစ်ပုတ်ပေါ်မှာဆုံးဖြတ်ချက်ချပြီးတော့မြောက်ဝေလိုက်တာမျိုးမဟုတ်ဘဲနဲ့နောက်ထပ်မီဒီယာတစ်ခုကရောမီဒီယာကြီးတွေမီဒီယာငယ်တွေစားတဲ့သူတွေရဲ့ကိုးကားဖော်ပြမှုတွေကိုလေ့လာဖို့လဲလိုတယ်ဆိုတာကိုမိတ်ဆွေတို့တည်ထားရမှာလည်းဖြစ်ပါတယ်ပြီးတော့တဲ့င်းတစ်ပုတ်တက်လာပြီဆိုလို့ရှိရင် ဒီသတင်းကိုထုတ်ပြန်လိုက်တဲ့မီဒီယာဒါမှမဟုတ် channel တခုပေါ့နော်ဒီ channel အပေါ်မှာမိတ်ဆွေတို့ကအ ਨੇ ဆုံးတော့ထဲထဲဝင်ဝင်မလေးလာဘူးဆိုရင်တော့မှသူ့ရဲ့ history ကိုအနည်းငယ်သိထားဖို့လဲလိုအပ်ပါလိမ့်မယ်ဒါမှဒီ channel ကတင်ဆက်နေတဲ့သတင်းတွေကတကယ့်သတင်းတွေလားဒါမှမဟုတ် fake news တွေလားဆိုတာကိုခွဲခြားနိုင်မှလည်းဖြစ်ပါတယ်အဲ့တော့ဒီ channel ရဲ့ history ဘိုင်းကိုလည်းမိတ်ဆွေတို့အနေနဲ့တစ်ချက်ပြန်ပြီးတော့လေ့လာဖို့လဲလိုတယ်ဆိုတာကိုသိထားရမှာပါအဲ့တော့သတင်းတွေအနေနဲ့အဓိကအားဖြင့်နှမျိုးနှစားခွဲခြားလို့ရပါတယ် ဒီနှမျိုးနဲ့စဟာဆိုလို့ရှင်တော့ misinformation နဲ့ disinformation ဆိုပြီးတော့ကျွန်တော်တို့ကခွဲခြားနိုင်ပါတယ်ပေါ့နော် misinformation မှာဆိုလို့ရှင်တော့လူမှုကိုတည်င်းမာတွေဖြန့်နေလူမှုကိုအထင်မြင်နေမှားသွားစေနိုင်မယ်ယူဆမှုတွေမှားသွားစေနိုင်မယ်အာလွဲမှားတဲ့တည်င်းချက်လက်တွေပေါ့ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ COVID-19 ကာလတုန်းကဆိုလို့ရှင်မြန်မာနိုင်ငံမှာအရန်ခက်စားသွားတာက COVID မဖြစ်ဖို့ဆိုလို့ရှင်တမာရွက်စားပေးရတယ်ဆိုတော့ misinformation ကြီးပေါ့နော်။မောင်လေးမင်္ဂလာပါမောင်လေးတမရွက်စားပေးရတယ်တမရွက်စားပေးရတယ်ဟုတ်ဒီဟာကိုကျွန်တော်တို့အနေနဲ့ misinformation ဆိုပြီးတော့တုံ့တက်လို့ရပါတယ်။တမရဲ့စားပြီးတော့လေကို COVID-19 ကတကယ်ပျောက်သွားတာမျိုးမရှိပါဘူးပေါ့နော်။ဒါမျိုးသတင်းကိုကကျွန်တော်တို့က misinformation လို့ခေါ်တာပါ။ disinformation ကတော့နည်းနည်းကြီးပါတယ်။ဘာဖြစ်လို့လဲဆိုတော့ disinformation မှာကအဓိကအားဖြင့်အစိုးရပိုင်းဌာနတွေအဖွဲ့အစည်းတခုခုကနေပြီးတော့လူမှုနဲ့ပြည်သူပေါ်မှာသတင်းမှားတွေဖြန့်ပြီးတော့သူတို့လိုချင်တဲ့ target ဒါမှမဟုတ်သူတို့ဖြစ်ချင်တဲ့အရာတခုခုကိုပုံသွင်းတာမျိုးလဲဖြစ်ကောင်းဖြစ်နိုင်ပါတယ်။အဓိကအနေနဲ့ဥပမာကိုပေးပြီးပြောရမယ်ဆိုလို့ရှိရင်တော့မြောက်ကိုရီးယားနိုင်ငံရဲ့သတင်းအချက်လက် မျှဝေမှုပိုင်းဆိုင်ရာတွေမှာသူတို့မြောက်ကိုရီးယားအစိုးရရဲ့ပေးတိကျင်တာကိုပဲသိရတာမျို ဒါမျိုးကိုကျွန်တော်တို့သတင်းဌာနပိုင်းတွေမှာဆိုလို့ရှိရင်နာမည်သတ်မှတ်မှုက disinformation ဆိုပြီးတော့သတ်မှတ်ထားတာပါဒီ disinformation မှာဆိုလို့ရှိရင်တော့အဖွဲ့အစည်းတွေအစိုးရတွေကနေပြီးတော့လူမှုကိုသတင်းအမှောင်ချဖို့အတွက်ဒီ data ကနာမည်ကြီးတဲ့ celebrity တွေလူမှုပေါ်မှာလွှမ်းပိုးနိုင်တဲ့ influencer တွေကိုသူတို့အနေနဲ့ခိုင်းစေပြီးတော့သူတို့လိုချင်တဲ့သတင်းတွေကိုပြည်သူတွေမယုံကြည်ယုံကြည်လာအောင်လို့ထုတ်လွှင့်တဲ့သတင်းမျိုးတွေကို disinformation လို့မိတ်ဆွေတို့ကမှတ်သားထားရမှာလည်းဖြစ်ပါတယ် ဲ့တော့ဟုတ်ပြီသတင်းအမျိုးအစားတွေကိုလည်းသိပြီဆိုလို့ရှိရင်ဒီသတင်းမားတွေကနေပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အဆိုးကျိုးတွေကဘာတွေဖြစ်နိုင်မလဲဆိုတာကိုကြည့်လိုက်အောင်ပါအဓိကအနေနဲ့ကတော့သတင်းတွေဆိုတာကနိုင်ငံတစ်နိုင်ငံအဖွဲ့အစည်းတစ်ခုခု네ပယ်ဒေတာတစ်ခုခုအတွက်ကို changes ကြီးကြီးမားမားဖြစ်သွားစေနိုင်တဲ့အရာတစ်ခုလို့ပဲသုံးလုံးလိုက်အောင်အဲဘယ် channel ကတစ်ခုခုက ဖြစ်ဖြစ်ကြီးညာလိုက်တဲ့တဲ့မတကူကစိတ်ထဲမှာဆွဲသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့အတွက် toxic ဖြစ်စေတဲ့အကြောင်းအရာတကူဆိုလို့ရှိရင်စိတ်ဖိစီးမှုတွေစတင်ပြီးတော့ခံစားလာရမယ်။ဟာဒီတဲ့င်းကြီးကြောင့်မို့လို့ငါဒီလိုလုပ်ရင်ရပါမလားစတဲ့အခြေအနေတွေကိုမိတ်ဆွေတို့ကစတင်ပြီးတော့ခံစားလာရမျိုးတွေရှိမယ်။ ီမှာဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တော့တင်းဌာနတစ်ခုကမကြခင်မှာနိုင်ငံတော်ရဲ့ဗန်ဌာနတွေကဖြတ်သိမ်းတော့မယ်ပိတ်သိမ်းတော့မှာဖြစ်တယ်ဒီလိုမျိုးတင်းမားတွေကြောင့်မလို့ပြည်သူတွေအနေနဲ့ဗန်တွေမှာအလူရဲ့ပတ်စံတွေတွားတဟုတ်တာမျိုးဒီလိုမျိုး action တွေလည်းရှိလာနိုင်တယ်ကျွန်တော်တို့ကိုဗစ်ကာလတုန်းကဆိုလို့ရှိရင်နိုင်ငံခြားတရုတ်ကနေပြီးတော့စတင်ပြီးတော့ဖြစ်ခဲ့တယ်။ဒါကိုကျွန်တော်တို့မြန်မာနိုင်ငံကဘယ်ရသတင်းဌာနအနာတွေမှမသိကမ္ဘာပေါ်မှာဆွန်ပီလိုမျိုး virus တွေကပြန့်နေပြီ ဗိုင်းရပ်ကိုကူးသွားတဲ့လူတယောက်အနေနဲ့ချက်ချင်းကိုလဲပြီးတော့ဇွန်ဘီလိုမျိုးဖြစ်သွားနိုင်တယ်ဆိုတော့တည်င်းအချက်လက်တွေကလည်းရှိခဲ့တယ်ပေါ့နော်ဒါတွေကိုလည်းကျွန်တော်တို့အနေနဲ့ဥပမာထားပြီးကြည့်ရမယ်ဆိုလို့ရှိရင်အဲ့ဒီခြေနေတွေတုန်းကဒီတည်င်းတွေကိုကျွန်တော်တို့မြန်မာနိုင်ငံကလူချို့ကလည်းလက်ခံခဲ့တာမျိုးတွေရှိရပေါ့နော်ဒါမျိုးတွေအခြေအနေမှာလူရုတွေအနေနဲ့စိတ်မချမ်းမြေ့စရာတွေဖြစ်လာမယ်ပြီးတော့ အစိုးရင်ကြီးမှုတွေများစွာဖြစ်ပေါ်လာနိုင်တဲ့အစိုးရတွေလည်းရှိရပါတော့ဒါကတော့မှားယွင်းတဲ့သတင်းချက်လက်တွေကိုယုံစားမိရာကနေပြီးတော့ဖြစ်ပေါ်လာနိုင်တဲ့အစိုးရတွေလည်းဖြစ်တယ်ပေါ့နော်အာပြီးတော့ဒီထက်မကလည်းအများကြီးရှိပါတယ်လူမှုရေးစီးပွားရေး ပြီးတော့သတင်းမားတွေကြီးစိုးလာခဲ့လို့ရှိရင်ကျွန်တော်တို့နိုင်ငံတကာနိုင်ငံရဲ့လူမှုစီးပွားရေးတွေလည်းပျက်စီးလာနိုင်တဲ့အခြေအနေအထိကိုတောင်မှရောက်သွားနိုင်တယ်။ကျွန်တော်တို့အနေနဲ့မြန်မြန်ဆန်ဆန်ဖြေရှင်းလို့ရမယ့်ကိစ္စတွေမှာသတင်းမားတွေကြောင့်မို့လို့ကျွန်တော်တို့ရဲ့အခြေအနေတွေနှောင့်နှေးပြီးတော့မဖြစ်တဲ့နာတွေကိုဟိုဖြစ်သွားရတယ်။ပြီးတော့လောက်ခဲ့နိုင်တာတွေကိုမလောက်လိုက်နိုင်တဲ့အခြေအနေမျိုးတွေလည်းရှိကောင်းရှိနိုင်ပါလေဗျ။အဲ့တော့ဟုတ်ပါပြီကျွန်တော်တို့အာသတင်းမားတွေအကြောင်းလည်းသိပြီဆိုတော့အခုလက်ရှိမြန်မာနိုင်ငံရဲ့သတင်းစီးဆင်းမှုအခြေအနေတွေနဲ့ မီဒီယာတွေကမြန်မာနိုင်ငံမှာအတော်လေးကိုပြန်ပွားနေတဲ့အပေါ်မှာကျွန်တော်တို့သတင်းကြည့်သူတွေဘက်ကနေပြီးတော့ဘယ်လိုတွေလှုပ်ဆောင်နိုင်မလဲဆိုတဲ့အဓိကအကြောင်းကိုဆက်လိုက်အောင်ပါကျွန်တော်မြန်မာနိုင်ငံမှာက Facebook YouTube TikTok စတဲ့ social media platform သုံးခုကအတော်လေးကိုလူသုံးများတယ်လို့ပဲပြောရမှာပါဒီထဲမှာမှကျွန်တော်တို့ပြန်ပြီးတော့ခွဲခြမ်းစိတ်ဖြာလိုက်မယ်ဆိုလို့ရှိရင် Facebook နဲ့ TikTok ပေါ်မှာမြန်မာနိုင်ငံကလူဦးရေ တရားရဂိုင်းလုံးနေပါလောက်ကိုထက်တဲ့ဝင်ဝင်တုံးဆွဲနေမှုတွေများစွာရှိရပေါ့နော်အဲအခုလိုမျိုးတုံးဆွဲနေမှုများတဲ့ဒီ application တစ်ခုပေါ်မှာတင်ကိုပဲ disinformation တွေပြီးတော့ fake news တွေများစွာလဲအခုလက်ရှိအချိန်တွေအထိကို ရှိနေသေးပဲပေါ့နော်အဲ့တော့ဗေမင်းသမီးစုံသွားတာတို့ဗေမင်းသားနဲ့ဗေမင်းသမီးချစ်ကြိုက်နေတာတို့စတဲ့လူပိန်းကြိုက်ကွန်နက်တွေအများဆုံးရှိတဲ့နေရာကိုပြောပါဆိုလို့ရှိရင်မြန်မာနိုင်ငံကလူသုံးများဆုံး social media platform ဖြစ်တဲ့ Facebook နဲ့ TikTok ဆိုပြီးတော့ပဲလက်ညှိုးထိုးပြမှာပါ။အာဒီလိုပြောလို့လဲ Facebook နဲ့ TikTok ပေါ်မှာကသတင်းမှန်တွေမရှိဘူးလားဆိုတော့လည်းမဟုတ်ပါဘူးဗျာ။သတင်းမှန်တွေရှိတော့ရှိတယ်။ဒါပေမဲ့ရှားနေပြီပေါ့နော်ဒီလိုပဲပြောရမှာပါအာဒီကိစ္စကဘယ်ကနေစတင်လာလဲလို့ဆိုလို့ရှင်ကြိုက်ချင်ကြိုက်မကြိုက်ချင်နေဗျာတဲ့ပဲပြောမယ်အဲကျွန်တော်ကိုပိုင်အထင်မြင်နေနဲ့ဆိုလို့ရှင်ကျွန်တော်မြန်မာတွေမှာ popping content တွေပြီးတော့လူပိန်းကြိုက် content တွေ အကြည့်များလာခဲ့ရပေါ့နော်အခုနှစ်ပိုင်းတွေမှာအဲ့လိုမျိုးများလာတာ ਨੇ အများဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှာသတင်းတင်ဆက်တဲ့လူတွေပဲဖြစ်ဖြစ်ကွန်တန့်တင်ဆက်တဲ့လူတွေပဲဖြစ်ဖြစ်သူတို့ကအဟာရသိတိပြီးနေရတဲ့လူတွေမှာမဟုတ်တာထမင်းနဲ့မှန်ဖို့အတွက်ကိုဒီကိစ္စတွေဒီသတင်းတွေကိုတင်ဆက်နေရတယ်ကွန်တန့်တွေကိုဖန်ပြီးနေရတယ်ဒီသတင်းစီးဆင်းမှုတွေသူတို့တင်ဆက်လိုက်တဲ့ကွန်တန့်တွေကပဲ view တွေကနေတဆင့်ပတ်စံတွေရလာကြတာဖြစ်တဲ့အတွက်သူတို့က audience ရဲ့လူရဲ့ဆန္ဒတွေကိုအမြဲတမ်း analyze လုပ်နေရတာပါ ဲ့တော့ analyze လုပ်ရင်းလုပ်ရင်းနဲ့အဲကျွန်တော်တို့မြန်မာနိုင်ငံမှာကသတင်းမားတွေကပြန့်နှံ့လာတယ် ဲ့သတင်းမှားတွေပေါ်မှာလူတွေကစမ်းစစ်ခြင်းမရှိဘူးပြီးတော့သတင်းမှားတွေကိုခွဲခြမ်းစိတ်ပြပြီးတော့ဝေဖန်ပိုင်းခြားခြင်းမရှိဘဲနဲ့ဟို fake news တွေ misinformation တွေကို share ကြတယ်မျှဝေကြတယ်တခုခုဆိုလို့ရှိရင်ဗျာအရန် popular ဖြစ်တာမြန်လွန်တယ်ဒီလိုမျိုးအခြေအနေတွေကရှိလာခဲ့တယ်ပေါ့နော်နှစ်နှစ်စင်တောင်းလျှောက်ရှိလာခဲ့တော့ media တွေအနေနဲ့လည်းထမင်းနဲ့မှန်မှုအတွက်ပေါ်ပင်သတင်းတွေကိုတင်ရတယ်သတင်းတွေကိုတခြားစမ်းစစ်ပြီးတော့ရရှိလာတဲ့ information တွေကို မှန်လားမှန်လားမသုံးသက်တော့ဘူးဗျာသူတို့တွေအနေနဲ့ view ရဖို့ like ရဖို့တခုနဲ့ပဲတင်ဆက်မှုတွေက social media တွေပေါ်မှာအခုလိုမျိုးသတင်းမတွေကတွင်းတွင်းကျကျကိုရှိလာတယ်လို့ပဲကျွန်တော်အနေနဲ့သုံးသက်မိပါတယ်ဗောနော်ကဲအဲ့တော့ဟုတ်ပြီမင်းပြောနေတာက Facebook တွေ TikTok တွေပေါ်မှာသတင်းမတွေရှိနေတယ်သတင်းမတွေကဘယ်လိုဆိုးကျိုးတွေရှိနေတယ်လဲဆိုတာတွေပဲပြောနေတယ်ဗောနော်အဲ့တော့ငါတို့ကသတင်းမှန်ကိုဘယ်လိုမျိုးရှာဖွေပြီးတော့စမ်းသပ်ရမှာလဲဆိုတဲ့အပိုင်းကိုအခုပဲကြည့်လိုက်အောင်ပါအခုလက်ရှိမှာကျွန်တော်ထင်မြင်ချက် ကျွန်တော်တဦးတည်းထင်မြင်ချက်နဲ့ကျွန်တော်ဆန်းစစ်မှုတွေရဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေသတင်းမှန်တွေကိုကြည့်ဖို့ဆိုလို့ရှိရင် YouTube ဆိုတဲ့ social platform နဲ့ပြီးတော့ Google website တွေကအာကျွန်တော်တို့မြန်မာနိုင်ငံကပြည်သူလူထုအတွက်အသင့်လျော်ဆုံးလို့ကျွန်တော်တဦးတည်းအထင်မြင်နဲ့ထင်မိတယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင် YouTube social media platform မှာကကျွန်တော်တို့သတင်းမှားတွေ content အမှားအလွဲကြီးတွေတင်ပြီးတော့ပတ်စံရှာဖို့ဆိုတာမလွယ်ဘူး။ ဒါပေမဲ့လည်း mix information တွေပေးပြီးတော့ပတ်စံရှာနေတဲ့ channel တွေကလည်းရှိတယ်ပေါ့နော်တစ်ဖက်မှာလည်းကျွန်တော်ပြောချင်တာကအခုထိတော့မများသေးဘူးပေါ့ဗျာအာမိတ်ဆွေတို့မျက်စိတွေမြင်အောင်ပြောမယ်ဆိုတော့ VOE တို့ DVB တို့ပြီးတော့ BBC တို့စတဲ့သတင်းဌာနကြီးတွေဟာဆိုလို့ရှိရင်လည်းတို့ Facebook ထက်ကို YouTube ဘက်မှာ ပို့ပြီးတော့အသုံးခွန်ဆိုင်နဲ့သတင်းတွေတင်ဆက်လာတာကိုလည်းမြင်တွေ့လာရတယ်ပေါ့နော် ဒါပေမဲ့လည်းကျွန်တော်တို့အနေနဲ့ဒီလိုမျိုး YouTube တို့ Google website တွေပေါ်ကသတင်းတွေကိုသတိလက်လွတ်သတင်းမှန်ဖြစ်တယ်ဆိုတိုင်းယုံကြည်လိုက်ရတာမျိုးလည်းမရှိပါဘူး။ထိုက်သွင်းပြောကြားချင်တာက DVV တို့ VOA တို့ BBC တို့စတဲ့နာမည်ကြီး channel တွေကသတင်းတွေကိုလည်းကျွန်တော်တို့ကဟာဒီကောင်တွေကနာမည်ကြီးတဲ့ channel ပဲဒီကောင်တွေပြောတဲ့သတင်းတွေကမှန်မှန်ပါလေဆိုပြီးတော့တထစ်ချယုံကြည်လိုက်ဖို့ကိုလည်းကျွန်တော်ကအားမပေးပါဘူးဗျ။ဘာဖြစ်လို့လဲဆိုတော့သတင်းစီးဆင်းမှုဟာဆိုလို့ရှိရင်လည်းမိတ်ဆွေတို့ရဲ့အသိဉာဏ်နဲ့ထင်မြင်မှုတွေပေါ်မှာအမျိုးမျိုးကွဲလွဲသွားနိုင်တာဖြစ်တဲ့အတွက်ကြောင့် ောင်မလို့သတင်းတပုတ်ကိုရလာပြီဆိုလို့ရှင်ဒီထက်မကတဲ့ဥပမာဒီမင်းသမီးမင်းသားအကြောင်းဆိုလို့ရှင်တခြား channel ကတင်ထားတဲ့မင်းသမီးမင်းသားအကြောင်းတွေဆက်ပြီးတော့ရှာဖွေကြည့်မယ်ဒီသတင်းကဟုတ်နိုင်လားဘယ် source ကနေလာတာလဲအရင်မြစ်ကောင်မှန်ရဲ့လားစားတဲ့အရာတွေကိုကိုကိုတိုင်ကလေးလာဖို့အထူးလိုတယ်ပေါ့နော်အဲ့တော့အဓိကအနေနဲ့ social media platform တွေထက်ကနေပြီးတော့သတင်းတင်ဆက်နေတဲ့ channel တွေက refinement ရှိလားဆိုတာကိုလည်းတစ်ချက်ကြည့်ဖို့လိုပါတယ်အဲဒါကတော့တေးသေးချာချာကြီးရယ်လို့တော့မဆိုလို့ပဲမဲ့လဲတချို့သတင်း channel တွေကအသေးလေးတွေလည်းရှိပါတယ်ပေါ့နော်အဲဟို refinement မရှိဘဲနဲ့ VOA BBC တို့လောက် ကြီးမနေတဲ့သတင်းချက်နဲ့အသေးလေးရှိပါတယ်သူတို့တော့ကျွန်တော်တို့ခေါ်ရမယ်ဆိုလို့ရှိရင်တော့ report channel တွေ report news တွေပေါ့နော်ဒီလိုမျိုးတင်ဆက်တဲ့ channel တွေလည်းရှိတယ်ဒီသတင်း channel သေးလေးတွေကိုလည်းကျွန်တော်တို့ကမျက်ရှင်မပြတ်စောင့်ကြည့်ထားဖို့လိုပါတယ်မှန်ကန်တဲ့သတင်း channel ဆိုလို့ရှိရင် ပြောတာပေါ့နော်သတင်းကြည့်ရှုသူတွေအနေနဲ့ဘာတွေရနိုင်လဲဆိုလို့ရှိရင် channel အကြီးကြီးတွေကမတင်ဆက်တဲ့ဥပမာ အာဘယ်မျိုးနဲ့တတိလေးတွေမှာဖြစ်တဲ့ဒူးစီရိုက်မှုတွေဘယ်မျိုးရယ်တွေမှာဘာတွေဖြစ်သွားပြီးမိုးလေဝသခမှန်မှုတွေ update ပေါ့နော်သူတို့တွေကကြတော့ channel သေးသေးတွေဖြစ်တဲ့အတွက်တစ်ခုနဲ့တစ်ခုလူရက်ပြီးတော့တင်ကြမယ်သတင်းစီးစစ်မှုတွေကပို့ပြီးတော့မြန်ဆန်လိုက်မယ်ပေါ့နော်ဒီသတင်းတွေကိုလည်းသတင်းကြည့်တဲ့သူတွေအနေနဲ့စောင့်ကြည့်ထားဖို့လိုပါတယ်ပြီးတော့မှဒီသတင်းအသေးလေးတွေကနေပြီးတော့မျှဝေလိုက်တဲ့ source တွေကိုယူပြီးတော့သတင်း channel အကြီးကြီးတွေကတင်ဆက်တဲ့သတင်းတွေပြန်တိုက်ကြည့် ါးဒါမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ကသတင်းစီးဆင်းမှုမှာသတင်းကြည့်သူတယောက်အနေနဲ့တိတိချာချာခွဲခြမ်းစိတ်ပြပြီးတော့သတင်းစစ်နဲ့သတင်းတူကိုတခြားခွဲပြီးတော့ကြည့်နိုင်တယ်ပေါ့နော်အဲ့တော့အခုနောက်ပိုင်းမှာဟိုကျွန်တော်တို့ဘယ် social media platform မှာပဲဖြစ်ဖြစ်အရန်ကိုမမြင်ချင်မှအဆုံးဖြစ်နေတာက celebrity news ပါဟိုဒီ celebrity news တွေပေါ်မှာတချို့သောသတင်းကြည့်တဲ့သူတွေပေါ့နော်ပေါ်ပင်သတင်းတွေဘာဘအခြေမြင့်မရှိတဲ့သတင်းတွေဆိုပြီးတော့ပြောဆိုမှုတွေလည်းရှိပါတယ်အမှုပညာရပ်ဝန်းသတင်းတွေဆိုတာလေနိုင်ငံတကာနိုင်ငံမှာမရှိမဖြစ်လိုအပ်တဲ့သတင်း source တွေ ေဖြစ်ပါတယ်။ဘာဖြစ်လို့ကျွန်တော်အနေနဲ့ဒီလိုပြောရလဲဆိုတော့နိုင်ငံတစ်ခု တိုးတက်ဖို့အတွက်ကဘက်ဘက်ကနေပြီးတော့ပြည်စုံမှုတွေလိုအပ်ပါတယ်။တချို့နိုင်ငံတွေဆိုလို့ရှိရင်ဒီလိုမျိုးအမှုပညာအာတစ်ခုတည်းနဲ့နိုင်ငံရဲ့ GDP တွေကထိုးတက်သွားပြီးတော့ တခြားနိုင်ငံတွေရဲ့အလဲမှာထိရောက်နေတဲ့နိုင်ငံတွေလည်းရှိပါတယ်ဗောနော်အာဥပမာပေးပြီးပြောရမယ်ဆိုလို့ရှိရင်တော့တောင်ကိုရီးယားနိုင်ငံဆိုလို့ရှိရင်ကျွန်တော်တို့သူတို့ရဲ့အနုပညာ entertainment ကြီးကနေပဲသူတို့နိုင်ငံရဲ့ GDP ကြီးကအရန်ကိုတိုးတက်နေပြီးတော့နိုင်ငံတကာရဲ့အလဲမှာအနုပညာနဲ့ပဲအသက်မွေးဝမ်းကြောင်းပြုနေတဲ့နိုင်ငံတနိုင်ငံလို့တောင်မှအားလုံးကဝိုင်းပြီးတော့ချီးကျူးနေကြတာဗောနော်အဲ့တော့ celebrity သတင်းတွေကိုကျွန်တော်မိတ်ဆွေအချို့ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်လေဒီ celebrity news တွေကဘယ် channel တွေကတင်ဆက်တာလဲ အခုလိုမျိုး celebrity news တွေတင်ဆက်နေတဲ့ channel ကြီးကြီးတေးသေးပေါ့နော်အတစ်ရှိလားအဲစီးနဲ့လူချင်းဝက်တွေကိုလိုက်နာသလားပေါ့အာကျွန်တော်ပြီးခဲ့တဲ့ရက်ပိုင်းကတွေ့လိုက်ရတယ်ပေါ့ဘယ်လိုပြောမလဲတရုတ်ဆောင်တယောက်ရဲ့နာရီတစ်ခုမှာသူ့ရဲ့ညီကိုဝိုင်းတော်သားတရုတ်ဆောင်တွေကသွားပြီးတော့အဲတကြိုပေးတဲ့အခမ်းအနားမှာအနောက်ကမီဒီယာကဗာမေးလိုက်လေဆိုလို့ရှင်အခုလိုမျိုးပေါ့နော်ပြောရမယ်ဆိုလို့ရှင်သူဒီတရုတ်ဆောင်တကြိုတာကိုလာဖို့တဲ့တရုတ်ဆောင်တအူးကမမိလိုက်ဘူးပေါ့နော်ဒီအတွက်ကိုသူကစိတ်မကောင်းဖြစ်နေတာ နောက်ကမီဒီယာကအခုလိုမျိုးမမီလိုက်တဲ့အတွက်ဘလို့ခန့်စားရလဲဆိုရဲမေခွန်ကြီးကတော်တော်လေးကိုနားထဲမှာကိုလိုကလန်နိုင်ပြီးတော့ဒေါသထွက်เสียလို့ပဲမြင်မိပါတယ်အခုလိုမျိုးဘယ်လိုပြောမလဲ celebrity သတင်းတွေကိုတင်ဆက်နေတဲ့အာ channel အကြီးကြီးတွေဖြစ်ပေမဲ့အခုလိုမျိုးလူချင်းဝက်ကိုမသိပဲနဲ့အော်တရင်ရရင်ပြီးရောဆိုပြီးတော့ లై နေတဲ့ channel လေးလည်းအများကြီးရှိရေပေါ့နော်ဒါပေမဲ့လည်းဟိုအပြစ်ပြောတာတော့မဟုတ်ပေမဲ့ဒီအရာတွေကို သူတို့တည်င်းတင်ဆက်တဲ့လူတွေကိုယ်တိုင်ကစီးထားဖို့လိုတယ်ဆိုတာကိုသိစေချင်တာပါဒါမှလည်းကျွန်တော်တို့တည်င်းကြည့်တဲ့လူတွေအနေနဲ့ဒီဒီလိုမျိုးတင်ဆက်နေတာမှားရွံ့နေတယ်ဒီကောင်တွေတင်ဆက်နေတာကတော့ဟုတ်မနေဘူးဆိုတာကိုသိထားရမှာပါ အဲ့တော့ celebrity သတင်းတွေကို တင်ဆက်တဲ့အခါမှာလည်းတချို့ channel တွေကသတင်းရပြီးတော့သူတို့ပတ်သက်တဲ့ကသတင်းဖြစ်နေတဲ့ channel တွေလည်းအများကြီးရှိရပေါ့နော်။ဥပမာရှေ့မှာကျွန်တော်ပြောသွားလို့ဘယ်မင်းသမီးမင်းသားကတည်သွားပြီးတော့တကယ်လဲတည်တာမဟုတ်ဘဲနဲ့သူတို့တွေကအာ view ရခြင်းနဲ့ like ရခြင်းနဲ့ဒီသတင်းတွေကနေပြီးတော့ပဲသူတို့တွေအနေနဲ့ engagement တွေတက်ချင်လို့ဆိုပြီးတော့သတင်းဖြစ်ပြီးတော့တင်ဆက်နေတာရှိပါတယ်။ဒါတွေကိုလည်းအထူးသတိပြုရမယ်ပေါ့နော်။ဒီလိုမျိုးမှားယွင်းတဲ့သတင်းချက်လက်တွေကိုတင်ဆက်တဲ့ channel တွေဆိုလို့ရှိရင်မိတ်ဆွေတို့ကမကြည့်ဘဲနေလို့ရတယ်။ပြီးတော့အာ don't common this channel ဆိုပြီးတော့ကျွန်တော်တို့ YouTube မှာပဲဖြစ်ဖြစ် Facebook မှာပဲဖြစ်ဖြစ်ဒီလိုမျိုး feature လေးတွေကိုအသုံးပြုမယ်ဆိုလို့ရှိရင်မိတ်ဆွေတွေရှိဖို့တည်င်းမားတွေကအမြဲလိုလိုမရောက်လာနိုင်တော့မှလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့နောက်ဆုံးချက်နေတဲ့ media တွေအားမကြီးလာအောင်ကျွန်တော်တို့မြန်မာနိုင်ငံကလူတွေအနေနဲ့ဘယ်လိုလုပ်လို့ရမလဲပေါ့နော်ဒါကတော့ဟိုကျွန်တော်ရှေ့မှာတောက်လျှောက်ပြောလာခဲ့တဲ့ဟာကကျွန်တော်တို့ သတင်းကြီးတဲ့သူကိုရိုင်းနိုင်ကိုကပြောသွားတဲ့ကြားရီကိုနားလည်နေမှသာမိတ်ဆွေတို့ရဲ့အုံနောက်ထဲမှာ critical thinking တွေကိုတွေးနိုင်မယ်ဒီသတင်းချက်လက်တပုတ်ရပြီဆိုတာနဲ့အာဒီသတင်းချက်လက်ကအာဖြစ်နိုင်ဤမဖြစ်နိုင်ဘူးဆိုတာကိုအရင်တွေးမယ်ပြီးတော့မှ channel တစ်ခုကတင်ဆက်တဲ့သတင်းနဲ့ ရှင်မယ်ကွန်ပန်းလုပ်ပြီးတော့တခြားကြည့်ပြီးတော့ဟုတ်ပြီဒီသတင်းကမှန်တယ်ဆိုတော့မှမိတ်ဆွေတို့ကဒီသတင်းအပေါ်မှာစိတ်အားထက်သန်မှုနဲ့စိတ်ဝင်စားမှုဘလောက်ရှိတယ်လဲအပေါ်မှာမူတည်ပြီးတော့မိတ်ဆွေတို့ရဲ့ချစ်ရခင်ရသူတွေကိုမျှဝေပေးခြင်းကိုလုပ်ပါဒါမှမဟုတ်ဒီသတင်းကမမှန်နေဘူး view ရခြင်းရုံတက်တက်နဲ့သတင်း channel တွေကသတင်းတပုတ်ဖြစ်တယ်ဆိုလို့ရှိရင်တော့မျှဝေခြင်းကိုအလွယ်တကူမလုပ်ပါနဲ့ဒီအချက်ကနေပြီးတော့လေသတင်းမီဒီယာတွေအားမကြီးလောက်လုပ်လို့ရတယ်ပေါ့နော်ပြီးတော့ပြီးတော့ကျွန်တော်ပြောချင်တာက TikTok လို့ Facebook တို့ပေါ်မှာကျွန်တော်ရှိမှပြောသွားတယ်လို့ပဲလူပိန်းကြိုက်ကွန်နန့်တွေပြီးတော့ဟို popular ဖြစ်နေတဲ့ကွန်နန့်တွေစောင်းရမ်းများပါတယ်ပေါ့နော်မိမိကိုယ်တိုင်ကမကြည့်မှမိမိတို့ရဲ့တားတွေတမီးတွေကို generation နောက်သူတွေကလည်းမကြည့်မှဖြစ်ပါတယ်ပေါ့နော်အိမ်ကအဖေကဖင်လုံပြီးကပြနေတဲ့ territory ကိုကြည်နေရတာကိုကိုအိမ်ရသားသမီးတွေအမြင်ဩငါဖေရဒီလိုမျိုးကိုနဲ့တွေကိုကြည်တယ်ငါတို့လည်းဒီလိုမျိုး లై ကြည်မယ်ဆိုတော့ဟာကိုဖြစ်ခံမလားဒါမှမဟုတ်ကျွန်တော်တို့ဟို CNN တို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ YouTube ပေါ်က knowledge sharing ကိုနဲ့တွေအဲ့လိုမျိုးကိုနဲ့တွေကို မိသားစုရဲ့အကြီးပိုင်းတစ်ယောက်ကကြည့်ပြနေတယ်ဆိုလို့ရှိရင်နောက်ကလူတွေကလည်းဒီကွန်နက်နေကိုပဲလိုက်ကြည့်ဖို့အလားအလာကအရန်များတယ်ပေါ့နော်အဲ့တော့မိတ်ဆွေတွေရဲ့သတင်းကြည့်ရှုမှုကမိတ်ဆွေတွေ generation တောက်လျှောက်ကိုပါသွားမှလည်းဖြစ်တယ်ပေါ့နော်ဒါကိုလည်းမိတ်ဆွေတွေကသတိပြုဖို့လိုတယ်ပေါ့နော်အဲဟုတ်ပြီဒီလိုမျိုးမကောင်းတဲ့ကွန်နက်တွေကွန်နက်တွေကိုမကြည့်တော့ဘူးသတင်းမားတွေကိုလည်းမကြည့်တော့ဘူးဆိုလို့ရှိရင်သတင်းမီဒီယာတွေကအာနေသွားမယ်အခုလိုမျိုးအားနေသွားတဲ့အခြေအနေမှာကျွန်တော်တို့သတင်းကြည့်ရှုသူတွေအနေနဲ့လုံနိုင်တာတကူက သတင်းမှန်တွေကိုတင်ဆက်တဲ့ channel ကြီးတွေကိုလည်းကြည့်မယ်ပြီးတော့ကျွန်တော်ရှိမှပြောသားလို့ပဲအခုမှစပြီးတော့သတင်းမှန်တွေကို report အနေနဲ့ပြန်ပြီးတော့တင်ဆက်ပေးနေတယ်ပြီးတော့သတင်း channel ကြီးမှာမပြည့်စုံသွားတဲ့အချက်တွေကိုထည့်သွင်းပြီးတော့ပြောပြနေတဲ့သတင်း channel သေးလေးတွေကိုလည်းမိတ်ဆွေတို့ကမျှော်မြောက်ပေးရပါမယ်အဲ့တော့မှ မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်မှာစစ်မှန်တဲ့သတင်း channel တွေပို့ပြီးတော့တိုးပွားလာမယ်ဒီသတင်း channel တွေကလည်းမိတ်ဆွေတို့ကိုယ်တိုင်ကိုပါဒီသတင်းတွေကိုလူလူလာလာနဲ့စားသုံးနေတယ်ဆိုလို့ရှိရင်သူတို့ဘက်ကလည်းမိတ်ဆွေတို့စားသုံးဖို့သတင်းမှန်တွေကိုပို့ပြီးတော့ထုတ်ပေးနိုင်လေလေဖြစ်လာပါလိမ့်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံကပတ်ဝန်းကျင်ဒီခုလုံးမှာသတင်းမှန်တွေပဲပြန့်ပွားလာပြီးတော့သတင်းမှားတွေ miss information တွေ fake news တွေကတဖြည်းဖြည်းနဲ့ညော့သွားမယ်လို့ပဲကျွန်တော်အနေနဲ့ပြောချင်တာပါဒီတော့နောက်ဆုံးချက်အနေနဲ့ တင်းမီဒီယာနဲ့တင်းမှန်နေတင်းမှားတွေအကုန်လုံးကတင်းဆိုတဲ့အရာတခုကကျွန်တော်တို့လူသားကျွန်တော်တို့လူမျိုးတစ်ခုရဲ့ generation အပေါ်မှာအားလုံးအကျိုးတရားမှုတွေရှိနိုင်ပါတယ်ကျွန်တော်တို့ generation တွေကတင်းမှားတွေပဲနားထောင်သွားရတယ်ဆိုလို့ရှိရင်အုံနောက်ဆေးခန့်ထားရတဲ့လူတွေဖြစ်ပြီးတော့အမှားအမှန်တွေကိုမခွဲခြားနိုင်တော့တဲ့အခြေအနေတွေလည်းဖြစ်သွားနိုင်ပါတယ်အဲ့တော့တင်းတွေဆိုတာကမိတ်ဆွေတို့ရဲ့ generation တခုရဲ့ knowledge နဲ့သက်ဆိုင်နေတယ်ဆိုတာကိုအဓိကအနေနဲ့သိထားဖို့လိုပါတယ်အဲ့တော့ ျွန်တော်ခုတောက်လျှောက်ပြောပြလာခဲ့တာကတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာသတင်းမှတွေသတင်းမှတ်တွေဘယ်လိုမျိုးရှိနေလဲသတင်းရင်းမျက်စိစဲမှုတွေဘယ်လိုရှိနေလဲဆိုတဲ့အကြောင်းအရာတွေနဲ့မိတ်ဆွေတို့ကိုယ်တိုင်နိုင်ကသတင်းကြည့်သူတွေအနေနဲ့ဆောင်ရွက်ရှောင်ရွက်အချက်တွေပဲဖြစ်ပါတယ်။အဲ့တော့ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ကျွန်တော်ထင်မိပါတယ်ဗျ။မိတ်ဆွေတို့အနေနဲ့ကောမိတ်ဆွေတို့ပါဝင်ခြင်းမှာမိတ်ဆွေတို့ကိုယ်တိုင်ကောသတင်းမားတွေကိုယုံခဲ့ဘူးတာမျိုးတွေရှိသလားလူတွေဖြစ်ခဲ့တယ်လဲပေါ့နော် အအချင်းချင်းမျှဝေပေးကြပါအောင်ပြီးတော့ comment လေးမှာလည်းမိတ်ဆွေတွေထင်မြင်ချက်တွေကိုမှတ်ချက်ပြုရေးပေးသွားပါအောင်လို့ကျွန်တော်အနေနဲ့တောင်းဆိုပြရစေခင်ဗျမိတ်ဆွေတို့လည်းကျွန်တော်စောင့်အောင်ပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းအခုလိုမျိုးဘူးစတက်ရရတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုခုချိန်ထိ subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်တော့ဖြင့် subscribe လုပ်ပေးခဲ့ကြဖို့တော့ကိုလည်းတောင်းဆိုလိုက်ပြရစေခင်ဗျအားလုံးပဲ see you ပါ